အားလုံးပဲမင်္ဂလာပါ Audio Book for You Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ Channel လေးမှာ Audio Book တွေကိုတင်ပြတော့ပါခင်တွေ့တွေ့ကြမှာလို့ Channel လေးကို Like Subscribe လုပ်ပြီးသွားဖို့ ਨੇ Video လေးရဲ့အောက်မှာ Comment လေးတွေပေးပြီးဝေဖန်သွားပေးဖို့ကို ပြောပြရစီရှင်ဒီနေ့မှာတော့ဆီမပုံညာခင်ရေးတာထားတဲ့လက်ကျန်လာရောင်ဆိုတဲ့စောက်ကလေးရဲ့အပိုင်း၃ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ် နားဆင်ပေးချပါပါရှင်။ရှိစားရနေပြီဟုတတင်းရကလေးကမမောင်ငယ်ကမြကြီးကိုတိတ်ခင်မဆိုင်တော့တဲ့ဖြင့်မြကြီးမှာ အဖော်မဲ့တလူလူ ဖြစ်လာရသည်။ဘာတွုံးစီစီကြည့်နေရလဲ။ဟွန်းမမောင်ငယ်ကမြကြီးအကြည့်ပုံတတိထားမိက မလုံမလင်းမျက်စောက်ထွင်းပြောလိုက်။မြကြီးကပူရီပြောမိကအပြိုကြီးလိုကနေလို့ကြည်လာပါမမောင်ငယ်ရဲ့အပြိုပဲ အပြုနဲ့တူတာဘာဖြစ်တော့မိသားအဖွားကြီးနဲ့မတူစေနဲ့ဟွန်းကျင်းစီပြင်းချိန်လိုက်တာနော်ဘာဖြစ်လို့လဲမမငွေစီကအယောင်တွေတောက်ပလုံးလုံးပါတောက်တော့ဘာဖြစ်တော့ဟွန်းမမငွေကတဟုံဟုံကြီးသူ့ဘာသာမလုံးမလဲဖြစ်ရှေ့ကသွားနေသည်ကြာယုံကြီးတလကားတုံးဝေဖို့မေးလေဟိတေချာလိုက်ကြည့်ဝေအောင်တစ်ပလေးသားနဲ့ညနေအောင်မေး အမေကိုလှမ်းမလိုက်သည်အဖအတန်ကိုကြတော့ညာကြီးကပို့ရည်ရင်ကျလာသည်အနန္ဒဖျားပွဲသွားသည်တနစ်တော့အခါမှာအမေကဖျားစည်းကနေတနခါတော့အတူပေါ်ဝင်လာခဲ့မိသည်တနခါပင်နှင့်အလွန်တူသည်တစ်ပြေသားကိုရှားစည်းအကြီးဖြင့်တုတ်ထားပြီးဒါညင်းကြီးမှပောက်တဲ့တနခါပင်လေးအပွေးကိုအပ်နေတာပဲဟု ပြောကရောင်းတိကို အမေကဂျုံစားဝယ်မိသွားသည် ထိုနှစ်ကစားလို့အမေကတနခါတော့မှာတိုင်းအဖွားကတပလီစားနဲ့မညာစီနေဟုမှတ်တတ်သည်ထို့သောအမခံရတိုင်းအမေကအောက်တက်တက်ဖြစ်ပုံရသည်ခုလဲအမခံရပြီမို့အမေကဟုတ်ကဲ့စိတ်ချပါအမေဟုအဖွားကိုပြန်ပြောလိုက်ပြီးသားနှင့်ငါနဲ့တခါတလေမှမိပါရဲ့တတလုံးတပလီသားနဲ့အပိသားခံနေရတာပါပဲ၏ ဟုတီတို့ရေရင်အင်ဘောကဆင်းသွားသည်ညာကြီးကတော့ပြုံးချင်ချင်မျက်နာကလေးဖြင့်အမေနာမှလိုက်လာခဲ့သည်ပဝင်းချင်ကပုံပြပြကောင်းစွာမုံမလင်းသေးတော်လဲအမောင်ကြီးမဟုတ်တော့ခြံထဲကမြင်းမျိုးကိုချွေးရိပ်ပြပြတော့မြင်ရပြီအဖေကနတ်တေကုန်းသားမှာလက်အစင်သေးပြီးညာကြီးတို့ကိုစောင်းနေသည်လက်ကသည်ဘာတရှင်က ခေါင်းကုံလှုပ်ခလိုက်တိုင်းသူတန်ကမြင်နေသည် လမ်းမစီကနှွားချူတန်တွေပိုး၍စိတ်လာသည်နှွားချူတန်ကြားရတိုင်းမြကြီးတို့ခြံထဲကနှွားတွေလှုပ်လှုပ်ရွရွဖြစ်လာသည်မြကြီးတို့တာမိ၃ယောက်လဲပေါ်ရောက်တော့အဖေကလဲကုံဝောင်းထွက်လာသည် အဖေကအစိုးရဝန်တန်းမှု တောင်းရအလုပ်ကိုမလုပ်အားတော်လဲလဲပူတော့ကျွန်းကျဉ်ကျဉ်မောင်းနိုင်သည် အဖေက တောင်းသူယုံလည်းမပေါက်ပါ။မြတ်ကြီးအမြင်မှာတော့အဖေယုံရည်သွင်းပြင်းသည်။ကျောင်းဆရာဆန်သည်ဟုထင်သည်။ပညာရှိဆန်သည်ဟု ထင်သည်။လူညံစွာစကားပြောတတ်ပြီးတည်ကြည်စွာနေတတ်သောစကားကိုလေးလေးလနက်ပြောတတ်သော အဖေကမြတ်ကြီးကအလွန်ပင်အထင်ကြီးရပါသည်။အမေကတော့မိတို့အဖေကလူနုတော့လူနုဟုထင်ငို့တယ်လို့ ပြောလို့ရှိသည် အမေကအမောင်ငွေလိုပင်အလုတ်တသက်လုတ်တတ်သူပုတ်ပုတ်ပပစကားများများပြောတတ်သူပင်အဖေခဏခဏခဏလေးရက်ပေးပါနော်ချောင်းဝကိုတဲ့ရောက်မှညာကြီးကခွားညို့ကိုလှုပ်ဆက်ဖို့တတိယကအဖေကိုလှမ်းပြလိုက်လေသည်အဖေက လက်ကိုရက်လိုက်ရင်ဘာဖြစ်လို့လဲသမီးညာကြီးဘာကြံခဲ့လို့လဲဟူမေသည် အမေနဲ့မမငွေကတော့ထုံးစံအတိုင်းညကြီးတို့ကတော့လုတ်ပြီဟေးကောင်းမလေးဘာနမောနမဲနဲ့ဖြစ်ပြန်ပြီလေဟူမမဲလိုက်သည်ညကြီးကလဲပေါ်ကနေဆွေကလေးခုံချကခွန်ညူရှိသည်နားတင်းကုတ်ထဲသို့အပြေးလေးဝင်လာလျက်ခွန်ညူလေပင်ကိုဖက်လိုက်ရင်ခွန်ညူငါနှစ်ဖို့ချူလုံးလာလာလေးဝင်လာခဲ့မယ်နော်ငါကတိပေးတယ်နော်တက်တာနော် မြကြီးကခွာညုတ်ကို အမြန်နှုတ်ဆက်ပြီးလဲစီတို့ပြန်ပြေးလာခဲ့သည်။မြကြီးလဲပေါ်ရောက်တော့အမေကမြကြီးကိုပြန်မိသည်။ညီငါးတိကုတ်ထဲဘာသာလောက်တာတော့ခွာညုတ်ကိုသွားနှုတ်ဆက်တာပါအမေ။သူ့ကိုခြုံလုံးလေးဝယ်ခဲ့မယ်လို့သွားပြောတာ။သူကမိုးညိုတို့လိုတော်တဲ့တူရတာမှမဟုတ်တာအင်း။ခြုံလုံးမလိုပါဘူး။သူလဲမြင့်ချင်ရှာမှာပေါ့အမေရဲ့ ညီကိုသူကပြောလို့လားအဟေးမမငွေကအညာကြီးကိုနောက်ပြောင်းလိုက်တဲ့ဖြင့်ညာကြီးမျက်နှာလေးစူပုတ်သွားရကသူ့ကိုခလေးကြီးဝင်ခိုင်းနေရတာမတနာဘူးလားသူကမွေးလိုက်သူညာကခိုင်းလိုက်နဲ့ဒါကတော့ထုံးစံပဲအိမမငွေကဒီလိုပြောတော့ခွာညို့ကိုညာကြီးပုဒနာမိသည်ညာကြီးတို့ရွာမှာတောင်သူမှန်ရင်ဒေါမတကောင်တော့ ငွေထားကြရမည်ဖြစ်သည်ထုံသောမသည် နေရာအလုံးမုတ်ဆရာမလို့နွားလဲဆွဲဖို့တပိုးတင်ဆရာမလို့အချိန်တန်တာမွေပေးုံသာထိုသားကလေးတွေထဲမှာနှစ်ထီကလေးတွေကိုတော့ခိုင်းနာအဖြစ်အသုံးပြုကြသည် တချို့လဲရုံးစားကြသည်ညာကြီးမအနေရဆုံးကတော့ပယ်စားငွေကစားနာပေါက်စားကလေးတွေဤနှုတ်ပွားတော့ ဘဝဖြစ်သည် အမေကြီးထမနွားနို့ကိုလိုချင်သောအခါပယ်စားကိုနို့အရင်ပြမနွားမကနို့ချလိုက်သည်ပယ်စားကနွားဆိုလိုမဝမင်းပယ်စားကိုဘေးသို့ဖဲ့သာနွားမနို့ကိုဆက်ညရသည်ထို့ကြောင့်ညကြီးကဘယ်တော့မှနွားနို့မတော့ပါပယ်စားကိုလည်းတနာသလိုနွားမကိုလည်းတနာမိတာကြောင့်ပဲ တမီးမြကြီးမပူနဲ့တမီးလိုချင်တဲ့ခြုံလုံးဝယ်ဖို့အဖေပတ်စံပေးမင်းဟုတ်ပြီလားအဖေကလန့်ပြောတော့ညာကြီးပြောသွားသည်ညာကြီးတို့လည်းသည်ရွာတဲ့လမ်းမဟုတ်လားကရွာထိန်လေးလောက်ကံပြီးရှိလမ်းမပေါ်သို့တက်လာသည်ဝီလီဝီလင်းတွင်အမြင့်ဆုံးပိုင်းစီကငူရောင်ကအုတ်တတိုင်းကိုရှေးပြပြမြင်ရသည်ဒီလောင်ကဤအနောက်ဘက်မှာတော့ ထုံပွေပွေနေမျက်နာဖះကုံကြပြမြင်ရသည်နေမျက်နာစေဒီအနီတဝရှိ နေမျက်နာအောက်ချောင်းတိုင်းငယ်ဖះအစုကလေးမြတ်ကတော့နေပါတည်တည်အလေးရာအောက်တွင် မထင်ရှားပေမိမိအဆူဆူလေးညအခစ်သားရှိတ်ခနေရှိတ်ခနေစံခဲ့သည်ညကြီးတို့လည်းသည်ထိုလေးမျက်နာဖះအနီး၌ပင်တခြားရွာမှလာသည်လေဒန်နှင့်ပူပေါင်းမိသွားသည်လေဒန်ရွေကြီးသည် လင်းမျက်နှာကြောင့်တည်းတောင်ဘက်ပေမှဖြက်လျက်ထနောင်းပေများဟန်တာရပေများ တမာပေများရှားရှိလဲလန့်အတိုင်းငါးချူတံမြဲမြဲဆိုင်ဆိုင်နှင့်အတူရွှာပြင်သို့ထွက်လာသည်ရွှာပြင်သို့ရောက်လျင်ရင်ကွင်းသည် ရှင်းလင်းပြန့်ပြွေသွားလေသည်ဆောင်းလေကပို၍အေးလာသည်ဟုထင်မိသည်ရှာကင်းများရှားရှိလဲလန့်အတိုင်းစီတံမောင်းနေလာသည် လက်တန်းရွှေကြီးကိုပြပြမြင်နိုင်ပြီးထိုချိန်တွင်အဝေးကောင်းကင်၌ရှောင်းလီပြိုးစားပြုတ်လီပြီးထို့တိုင်နေမင်းကဖြင့်ပြုတ်ထွက်မလာသည်အနောက်ဘက်ကောင်းကင်တွင်လာသည်ပြပြထင်စေတဖြည်းဖြည်းနှင့်ပင် အရှိဘက်ကောင်းကင်စီမှနေနီရောင်သည်ရှန်တက်လာကနေလုံးမြင့်သည်တရွေ့ရွေ့တရွေ့ရွေ့ထွက်ပြွေးလာလေသည် အနောက်ဘက်ကောင်းကင်စီမှာတော့လာကရှိနေစေညာကြီးတို့ဤနေရန်ဒီထိုအနောက်ဘက်ကောင်းကင်စီတို့ဦးဒီကရွှေလျားနေခဲ့သည် နေမင်းပြုထွက်လာသည့်တိုင်လာမဝင်သေးသောထိုကလာကလေးကိုညာကြီးအလုံးနှစ်သက်မြည်လေသည်နှစ်စင်းနှစ်တိုင်ထိုမြင့်ကွင်းကိုမြင်နေချတော်လဲဖေရောမှယူမသွားကြည်နေဝင်ထွက်လာသည့်တိုင်မပြောက်ွယ်သေးသော ထိုလာရောင်နှစ်ချက်လေးကိုမြာကြီးအမြဲငီမောရသည်ဆွေလန်မိသည် လက်ကျန်လာရောင်ကလေးနှင့်ပြုထွက်နေရောင်တို့ကြားလက်လန်ကလေးပေါ်မှာဖြတ်တန်းသွားရတိုင်းအများတကာကထွက်လာသည့်ငီမိဤအလင်းရောင်ကိုသာမျောကိုအာယုံဆက်တတ်ကြတော့လဲမြာကြီးကတော့ဝင်သွားရတော့မီလာရောင်လက်ကျန်လေးကိုသာနှမျောတတ်သောဆောင်ကြီးနှုတ်ဆက်မိသည်သူတို့သည်ညအမောင်မှာတော့ လကိုဘလောက်လိုအပ်တန်းတာတံပိုးထားခဲ့ပါစေနေထွက်လာရင်တော့လကိုမိရော့တော်တကြသည်ပင်မဟုတ်လားလက်ကျန်လာရောင်ကလေးသည်နက်နက်ဥကလာမှာတော့အပိုပဲဖြစ်ခဲ့ရသည်တပြေပြင်းနေပင်နေမင်းသည်လောကတခွင်ကိုရှောင်းနေပြုတ်စေကနှိမ့်မုံတို့ကိုထူခွဲထင်ရှားအားကောင်းလာခဲ့သည်နေမီးအင်ဂျန်တို့လမ်းမို့တီထလမ်းမို့လာချိန်မှာတော့ လက်ကျန်လာရောင်ကလေးသည်တဖြည်းဖြည်းပြောက်ကွေသွားရလေသည်ထိုခါမှာတော့ဖားကြောင်ရင်မသိမြတ်ကြီးဝန်းနေမိလေသည်ပဝင်းကျင်သည် နေအောင်နှင့်အတူနင်းလာသည်နွေလာသည်နေအောင်အောက်တွင် ရှေးမှသွားနေသော ဖလန်နောက်မှ ဖုံလုံးအလေးလေးလေးတွင်ထင်ရှားလာသည်ဆာကင်းလေးကစည်းပင်ပုကလေးတွေကို ထင်ထင်ရှားရှားမြင်ရသည်ငငယ်တုန်းကတော့အဖေကို ဆိုအတင်းလက်ရက်ခိုင်းကစည်းပင်ကလေးတွေစီ စီစီကောက်ဖို့ပြေးသွားခဲ့ဘူးသည်စာမရအောင်ဖန်သည်စီကင်ကလေးတွေကိုမြင်ရတော့မှ အမောမပြေးပင် ပြန်လှည့်ပြေးလာရသည်ဒီရသည်ကဒီစီပြိုင်သည်ရသည်မဟုတ်မှန်းကြီးတော်မှသိလာခဲ့ရသည်ဟေးညကြီးညကြီးတို့လင်းတော်မှ ကလိုက်လာတော့လှည့်စီမှခေါ်တန်းကြောင်းညကြီးကနောက်သူလှည့်ခြင်းမိသည် ညာကြီးတငယ်ချင်းရင်းညထွေကညာကြီးကိုလက်ပြနှုတ်ဆက်နေသဖြင့်ညာကြီးပျော်သွားမိသည်ကြည်စံဟန်တို့လည်းပါလာတာခုမှသိတယ်သူတို့ကိုပြန်ပြီးလက်ပြနှုတ်ဆက်ဆဲမှာနေဘကဖို့သူကိုမြင်သွားကစိတ်ညစ်သွားမိသည်ငိမ့်ငင်ထွေကိုခင်သလောက်သူတို့မောင်ဖို့သူကိုတော့ကြည့်မြလာပါနေမီကိုကထုထက်ထုံတဲ့သူ့နေမီကအ ်အမြင်ကဆရာကောင်းသည်ဟုထင်သည်လူကဖြင့်ဘာတပွင့်မှထူထပ်ထုံးမိပါတွေ့လိုက်တိုင်းပြောင်ဆက်ဆက်ယုံနေညာကြီးကိုစားနောက်ခြင်းသဖြင့်ညာကြီးကကြည့်မြာပါကြည်စမ်းခုလေညာကြီးကိုမျက်စိမိတ်ကနေပြန်ပြီညာကြီးကစိတ်တူသွားရကခြာကနေပြန်နေလာရင်အဖေကိုဖမ်းပြောလိုက်သည်အဖေမမီပဲနေအောင်မင်း မြန်မြန်လေးမောင်းပါခုနောက်ဖြင့်သူပဲခရီးဖြစ်အောင်လုပ်နေပြီးတော့မမဝေက ထုံးစံအတိုင်းညကြီးကို စကားထောက်လိုက်သည် အဖေကမြန်မြန်မောင်းပေးသဖြင့်ငိမ့်တို့လည်းကခဝေဝေမောင်းကြဲကြံခဲ့သည်ညကြီးတို့လည်းတန်းသည် စင်ပြူရှင်ကျောင်းတိုက်ဝင်းကြီးအနီးမှဖြတ်လာသည် အဖေနှင့်အတူမကြာခဏရောက်ဖို့သည်စင်ပြူရှင်ကျောင်းတိုက်ဝင်းသည်ဟန်နအူနီယာအောင် ဓမ္မပင်များအဆုံးတွင်စိတ်ငြိမ်စွာ ရှိနေသည်စေဖြူရှင်ကြောင်းတိုင်းမှလွန်သောစူနာမီဖျားတတိုင်းအနီးမှဖြတ်လာသည်ဓမ္မယကြီးဖျားအနီးမှထွက်လာခြင်းမှာတော့မကြခင်အာနန္ဒဖျားတို့ရောက်တော်မူဟုတည်လိုက်သည်အကြခင်မှာပဲဝင့်ထင်လာသောအာနန္ဒဖျားကြီးနှင့်အတူစီကားတိုင်မြင့်လာသောဖျားပွဲစည်းကြီးကိုဘွားကနေမြင်လိုက်ရလေသည် သင်းနံအထွက်တူအောင်မဆကူညီတော်မူပါဖေဟာအမေကထုတ်ယူလာသည့်မျိုးစေ့တိုးလေးကိုဖေဟာရှိတွင်ကလူက တီတိုဆူတာလာ၏အမေနာတွင်ကျုံကျုံလေးထိုင်ကနောက်ချီထားသောမြကြီးကလည်းအမေလိုပြီးဆူတောင်းလိုက်သည်ဖေဟာဝေပြုကတော်ပြီးနောက်ထုံမျိုးစေ့တိုးလေးကိုဆူယူလာကဖះပရဝံအပြင်ဘက်သို့ထွက်လာပြီးချင်းငှခုကလေးတွေကိုတက်ကျွေး၍ ွေးလိုက်လိသည်ဒါကတပိလုံးမလောင်းလို့မီဖះမှာအရင်ပြပြတော့ကုတို့ဖြစ်သည်နှကြသည်ငှက်စကလေးတွေကျဲပက်ကျင်းနှုတ်မလဲငှက်ကလေးတွေနှလုံးကိုငါအစကြည့်ရဲ့အတွက်ငါတို့တင်းညံတွေလဲအထက်တို့ပါစီဟုတီတို့ရင်ရွနေမိသည်ညကြီးငှက်စကျင်းနေသည်ကိုခန့်ကြည့်နေတော့အဖေကညကြီးနောက်သို့ရှောင်းလာကသမီးမြကြီး ဘာရီတီတိုတီတိုရွှင်နေတာပဲသမီးတို့ရာမှာတင်းနဲ့အထွက်တိုးဖို့စူတောင်းနေတာပါအဖေအဲ့ဒီလိုကုတိုလို့ရင်အထွက်တိုးတယ်လို့အမေက ပြောတယ်ဒါဆိုသမီးကနှကလေးတွေကောင်းဖို့အစာကျွေးတာလားသမီးကောင်းဖို့အစာကျွေးတာလားညာကြီးကအဖေမေကုန်းကိုမဖြေတတ်ပေအဖေကပြုံးကညာကြီးကောင်းလေးကိုပုတ်လိုက်ရင်လူတွေတန်းနေဆိုတော့ ကိုပေးလူလိုက်တဲ့သူရဲ့နူအပ်ချက်လေးတွေပြည့်သွားပါစေအဆင်ပြေသွားပါစေဆိုတဲ့စိတ်နဲ့ကို့မှာရှိတဲ့ဒစီဥစ္စာတွေကမျှဝေပေးရတာမျိုးပဲတမီးရဲ့အသင်းငန်တွေအထွတ်တူဖို့လူလိုက်မယ်ဆိုတာမျိုးမတွေးရဘူးကိုလိုအပ်ချက်ကိုစီရင်တင်တဲ့စိတ်ထားမျိုးနဲ့မလူရဘူးနောက်ပြီးတော့မြတ်စွာဘုရားစီကနေဘာမဆပါညာမဆပါဆိုတာမျိုးပူဇာသလို့ စုမတောင်းရဘူးစိတ်စေတနာလေးထူထူတန်တန်နဲ့ဖူလိုက်တန်းလိုက်ရင်တမီးရဲ့စိတ်စေတနာလေးကြောင့်တမီးမှာစိတ်အေးချမ်းသွားတယ်အေးချမ်းတဲ့ပီတိစိတ်လေးကြောင့်ပဲတမီးလုံးသမျှလေးတွေအဆင်ပြေလာမယ်ကံကောင်းလာမယ်စေတနာသည်ကံမြပါအေးရဲ့တမီးရဲ့ကိုထားလိုက်တဲ့စေတနာပုံမူတည်ပြီးကံကောင်းကံဆိုးတာလေဖြစ်လာတတ်တယ်။တမီးရဲ့ ကုသိုလ်လေးတွေကိုတမီးယုံကြည်တဲ့စိတ်ကလည်းတမီးစိတ်ကိုငုံကြိုးစေနိုင်တယ်လေအဖေစကားကညာကြီးကြားဘူးနေကြစကားမျိုးမဟုတ်ပြီညာကြီးကြားဘူးနေကြစကားကတော့ညောင်စေးလောင်းလို့ပြီးညောင်ပင်ကြီးလောက်ချပါစေဟုသောစကားမျိုးဖြစ်သည်ပြီးတော့အမေကဆူတောင်းကံလာသဖြင့်ညာကြီးကလည်းအမေကိုအတူခိုးကဆူတောင်းတက်လာသည်ညာကြီးတို့ဘက်ကမှာတော့ အမေစုမတောင်းဘူးသည်ဖခင်မရှိဘူးချင်းသည် အမေကဖခင်ရဲ့လို့မပြီးပြင်တော်သည်အုတ်ဖုံအုတ်ပြက်လေးတွေ့ရင်သာထိုင်ကတော့ပြီးဆူတောင်းတတ်သည်ဖခင်တည်းမဟုတ်ရွာမှာကိုကိုကြသည်နတ်တွေထံပါမှလည်းအမေက တူတူတမျိုးကြဲကြဲတဖုံဆူတောင်းလို့ရှိသည်တမီးမြကြီးအဖေပြောတာနားလေရဲ့လားအရင်နှစ်တွေတုန်းကတော့တမီးကငယ်သေးလို့ တမီနာရှုတော့မှဆိုလို့အဖေမပြောပြစ်တာအခုတော့တမီလဲအရွယ်အထိုင်းနှစ်ယောက်ရောက်ပြီဆိုပြီးပြောပြစ်တာတမီဟိုးအဖွားကတော့တင်းနံအထွက်တော့အောင်ဆူတောင်းခဲ့လို့ပြောတာပဲဖေအမေကလည်းဆူတောင်းနေတာပဲဆူတောင်းတာမကောင်းဘူးလားယဆူတောင်းတာမကောင်းဘူးလို့တော့အဖေမပြောပါဘူးတမီရဲ့ဆူတောင်းနေဆိုတာကတော့ရိုးရပေါ့ယုံကြည်မှုပေါ့ ကိုပြုတဲ့တစ္ဆာမယင်ထီရောက်အကျိုးရှိတာတွေလည်းရှိမှာပေါ့ကောင်းမှုကုသိုလ်အကျိုးပေးလာရင်ကောင်းတာတွေလည်းဖြစ်လာနိုင်တာပေါ့ဒါကိုအဖေအဖေမပြောပါဘူးလောဘနဲ့စူမတောင်းမိဖို့နဲ့ကိုအကျိုးကိုရှည်တန်းတင်ပြီးမလုံမိဖို့သာ ပြောတာပါတမိကြဘူးတယ်မဟုတ်လားညောင်စည်းလောင်လုပ်ပြီးညောင်ပင်ကြီးလောက်ရှားကျင်လာမျိုးတို့ငှက်လို့ရင်တောင်မြင်တဲ့တခါလော့ ငါအသက်ဆယ်ကလွတ်လို့ပြောပြီးလွတ်ကြတော့ဆူတောင်းနေမှတောင်းငေါ်ပါကအထင်းသားမဟုတ်လားလူတဲဆိုတာကကိုပိုင်ဆိုင်ထားတဲ့ငွေကြီးဥစ္စာအပေါ်ထားတဲ့ဒေါ်ပါကိုဆွတ်လွတ်ပြီးလှူရတာလေကွယ်ကိုရမဲကုတူအပေါ်ငေါ်ပါထားနေတယ်ဆိုတော့ဘယ်နည်းနဲ့ကြပါမလဲညကြီးကအဖေစကားအစုံမှာလက်ကျန်မျိုးစစ်လေးတွေကိုညကလေးတွေစီတော့စုမတောင်းပဲ ကျက်တက်လိုက်ပါသည်ပြီးတော့လက်ခွားလေးနှစ်ဖက်ကိုပုခါလိုက်ရင်အဖေတမိကိုပြောပြတယ်လို့အမေကိုလည်းကြွပြအောင်လीအမေကစူတောင်းရမ်းတန်တာအဖေရဲ့ဈေးစီလောင်းလူပြီးစီးပင်လောက်ရကျင်တာတဲ့ဟုပြောမိတော့အဖေကရှင်လေးရဲ့အမေကိုလှမ်းကြည့်ကပြုံးလိုက်ရင်ညီမေကတော့ထုံနေပြီးတမိရဲ့အဖေပါပြောပြောနားမဝင်တော့ဘူး ဟုခတ်တူတူပြောလိုက်သည် မလန်မကန်းမှာငှက်စားခြင်းနေသော အမေကညာကြီးတို့သားအဖာပြုံးစည်စည်လုံးနေကြတာကိုတတိထားမိသွားကဟိုသားအဖကျုပ်ကိုကြည့်ပြီးတီတူတီတူနဲ့ဘာတွေပြောနေကြတာတော့အမေဒီနေ့တိတ်လာတာပဲလို့အဖေကပြောနေတာပါအမေရဲ့ညာကြီးကအမေကိုပြန်ပြောရင် အဖေကိုကြည့်မိတော့အဖေကမျက်စိတစ်ဖက်ပိတ်ပြသည် ပြီးတော့ ဖယားဘက်သို့လှမ်းကြည့်ရင်းစော်ဩလိုက်ပါသည်ကဲကဲလာကြလာကြတာမီတရီဟိုမှာတံငါတော်တွေကြွလာပြီတပိတ်လုံးလောင်းရအောင်မြတ်ကြီးဖယားဘက်သို့လမ်းမြှုပ်ကြည့်မိတော့အရှိတောင်ပတ်မုံမှာတန်းစီ၍ကြွလာနေသောတံငါတော်များကိုဖူးတွေ့ရလေသည်မြတ်ကြီးတို့မဆာကျွေးတည်နေရကလူရှင်သောအရှိဘမုံကားမှဖြစ်ပြီး တပိတ်လုံးလောင်းလူရမြင်နေရကဖရာအင်းအနောက်တောင်ဘက် ရှင်ပြင်းမှာဖြစ်သည်ညကြီးတို့သည် နေအောင်ကြီးဝင်းဝါဖျားချလျက်ရှိသောဖရာအရှိဘရင်ပြင်ကိုခတ်တက်တက်ကလေးရှောက်ခွေကြသည်ဆောင်းလီကအေးတော်လဲနေအောင်ကြီးကြောင့်မေးလာသည်ညကြီးသည်ကြေပြန်းလာသည် ရှင်ပြင်းတွင်ရှောင်းနေရင်အရှိဘမဟုတ်ဦးစီတို့တမ်းမြော်ကြည့်မိသည် မြစ်စင်ရောက်နေကြဒီဖီးယားမှာအရှိဘမအိုးကိုညာကြီးအနှစ်သက်ဆုံးဖြစ်သည်အရှိဘမှာတခြားမုတ်တွေလိုဆောင်းတမ်းမရှိသဖြင့်ရှင်းလင်းနေသည်အရှိဘတတိုင်းမှာမင်းလိုက်သည်နှင့်ခန္ဓာတော်မအိုးနှင့်အတူ အာနန္ဒဖះကြီးကိုမောကြည့်လိုက်ရတော့အရာတာလေးကဘလို့ဆိုတာတိတိကျကျမပြောတတ်တော့လေငုံချမိတယ်လို့ဖြစ်မိသည်ဟုတော့ချက်မသည်